တပတ်အတွင်းမှာလူ6ဦးသေဆုံးခဲ့တဲ့နောက်ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးပိုနုံနုံကြကြရှိဖို့အာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ဆေးပညာဌာနမှာအလုပ်လုပ်နေတဲ့ virus ပညာရှင်ဒေါက်တာသီရာကနိုင်ငံရောဂါဒါစီထိန်းချုပ်ရေးဌာန DDC ရဲ့အချက်အလက်တွေကိုကိုးကားပြီးလက်ရှိကိုဗစ်ကူးစက်မှုတွေကသတိထားသင့်တဲ့အခြေအနေမှာရှိတယ်လို့အခုသတင်းပတ်အစောပိုင်းတုန်းက Facebook မှာရေးထားပါတယ်။မေလ၄ရက်ကနေ၁၀ရက်အတွင်း ထိုင်းမှာကိုဗစ်လူနာ16,609ဦးတွေ့ရှိခဲ့ပါတယ်။နောက်ပြီးလွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာကိုဗစ်ကြောင့်သေဆုံးသူက6ဦးအထိရှိခဲ့တာပါ။ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့နောက်ထပ်ဗိုင်းရပ်စ်ပညာရှင်တဦးကလည်းနောက်ဆုံးမျိုးပိစပြောင်းလဲလာတဲ့ဗိုင်းရပ်စ်ကကူးစက်နှုန်းပိုမြင့်လာကြောင်းဒါပေမဲ့များသောအားဖြင့်ရောဂါလက္ခဏာအနည်းချင်းလောက်ပဲပြပြီးတခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်ကုတဲ့နည်းတွေကိုပဲရေဘူးရသုံးနိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်။ ဘန်ကောက်မှာတော့ April 29ကနေမေ3ရက်နေ့ထိအတွင်းကူးစက်လူနာအယောက်3000နီးပါးရှိခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံခြားသားလဲ986ယောက်ပါဝင်တာပါမှတ်တမ်းတွေအရတော့အထိုင်းမှာဆွန်ခရောင်ပွဲတော်အပြီး April လနှောင်းပိုင်းလောက်မှာ COVID ကူးစက်နှုန်းက20မြင့်တက်လေးရှိပါရရှင်